ူစားတော့ကျွန်တော်ငယ်လေးတည်းအတွေ့အရှိရပါဘောเนาะငယ်လေးတည်းကဒါကိုတကယ်ဝန္ဒနာပါတာတရုပ်ဆောင်ဖြစ်ပေမဲ့ဒါဒီ producer လို့လည်းကျွန်တော်လှုပ်ချင်ခဲ့တာငယ်ငယ်လေးတည်းကဟိုကျွန်တော်ကဟိုဟိုရုပ်ရှင်ကြီးရေပိတ်ကားပေါ်မှာတရုပ်ဆောင်တွေတရုပ်ဆောင်နေရာကိုပဲကျွန်တော်ကကြည်ရလေဒါပေမဲ့စကားတကားလို့ဖန်တီးခဲ့တဲ့အနောက်ကွယ်မှာ producer writer ဇညွန်းဇလန်းအစုံအစုံအစုံပေါ့เนาะသူတို့တွေရဲ့ဟာကိုကျွန်တော်ကမေ့နေရတယ်အဲ့ဒီခါကျတော့ဟိုပြီးတော့ကျွန်တော်ကိုယ်တော်လည်းဟိုစိတ်ဝင်စားရလဲပါတာပေါ့เนาะစကားတကားကိုဘယ်လိုဖန်တီးရမလဲ ဆိုတဲ့ဟာကိုကျွန်တော်ကိုရန်ကလည်းစိတ်ဝင်စားတယ်လေ့လာခြင်းနဲ့ဟိုဒါကြောင့် producer ဝင်လုပ်ခဲ့တာပေါ့စကားတကားဖန်တီးမှုနောက်ွယ်ရဖြစ်ရတဲ့ပြဿနာတွေဖြေရှင်းရတာလေကျွန်တော်ဘာတစ်ခုမှမသိရဘူးဟိုကျွန်တော်လည်းအရင်တော့အဲ့လိုပဲ producer တွေ writer တွေကိုကျွန်တော်ကြည်ကြခဲ့တာပေါ့နော်ဒါအခုအချိန်မှာဟိုကိုကအရှိတကားအထွေထွေရှိတယ်ပေါ့နော်ကိုကိုရန် producer လုပ်တဲ့အခါကျတော့ပြန်ပြီးတော့ကြည်ကြခံရတာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဟိုပြီးတော့ကျွန်တော်တိရုပ်ဆောင်တွေကအရင်တော့ကျတော့နားမလည်ဘူးဟို ကျွန်တော်တရုတ်ဆောင်မဲ့အပိုင်းလေးကိုပဲကျွန်တော်ဇန်ညုံလေးဖတ်လိုက်တယ်ဖတ်ပြီးတော့ကျွန်တော်တို့တရုတ်ဆောင်လိုက်တယ်ဒါလေးပဲပေါ့နော်ဒါပေမဲ့ဟိုဒီအပိုင်းအကျတော့မတူတော့ဘူးကျွန်တော်တို့ကစကားတကားဇလန်းဆိုတာဖြစ်မလာခင်ကကျွန်တော်တို့ကဇလန်းကိုရှာရတယ်ဇလန်းဖြစ်လာပြီဆိုဇန်ညုံဘက်သွားရတယ်ပြီးတော့မှတစ်ခုပြီးတစ်ခုလိုက်ချိန်ပြီးလောရတာပေါ့နော်ဒါအဆင့်တွေကပုံများသွားတယ်ပြီးတော့ကျွန်တော်တို့တော့ပို့ပြီးတော့ဟိုအတွေ့အကြုံအများကြီးရတာပေါ့နော်ဒီလိုဆိုတော့လောက်တော့ကျွန်တော်အာသန်တာပေါ့နော်ဒါ producer ဆိုတာလည်းကျွန်တော်ဒါဟို အနုပညာကိုချက်တာရယ်ပြီးတော့စကားတကားဖန်တီးဘလို့မျိုးအဆအဆုံးဖန်တီးရလဲဆိုတော့ကျွန်တော်ကိုယ်တိုင်သိချင်တယ်ဒါအတွေ့အကြုံတွေလည်းရချင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်လှုပ်ဖြစ်ခဲ့တာပါအဲ့ဒီ producer ကတော့ကျွန်တော်ငယ်လေးတည်းအတွေ့အကြုံရှိရပါဘောနော်ငယ်လေးတည်းကဒါကိုတကယ်ဝန္ဒနာပါတာတရုပ်ဆောင်ဖြစ်ပေမဲ့ဒါဒီ producer လို့လည်းကျွန်တော်လှုပ်ချင်ခဲ့တာငယ်ငယ်လေးတည်းကဟိုကျွန်တော်ကဟိုဟိုရုပ်ရှင်ကြီးကြီးပိတ်ကားပေါ်မှာတရုပ်ဆောင်တွေတရုပ်ဆောင်တွေအရောပဲကျွန်တော်ကကြည်ရလေဒါပေမဲ့စကားတစ်ခါလုံးဖန်တီးခဲ့တဲ့အနောက်ကွယ်မှာ ပရိုဒူဆာရိုက်တာဇညုံဇလန်အစုံအစုံအစုံပေါ့နော်သူတို့တွေရဲ့ဟာကိုကျွန်တော်ကမေ့နေရတဲ့အဲ့အခါကျတော့ဟိုပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဟိုစိတ်ဝင်စားရလဲပါတာပေါ့နော်စကားတကားကိုဘယ်လိုဖန်တီးရမလဲဆိုတဲ့ဟာကိုကျွန်တော်ကိုယ်တိုင်ကလည်းစိတ်ဝင်စားရတယ်လေ့လာခြင်းနဲ့ဟိုဒါကြောင့်ပရိုဒူဆာဝင်လုပ်ခဲ့တာပေါ့ပထမကတော့ဒါခန္ဓာ plus ကထုတ်တဲ့လုံးပါပေါ့နော်အမှကျတော့ဒါကျွန်တော်ပထမဆုံးပရိုဒူဆာဝင်လုပ်ပူတာပေါ့နော်အကားမှဆိုရင်ကျွန်တော် ကကန်ကောင်းတယ်ကန်ကောင်းတယ်ဆိုတာကဒီ ရိုက်တာကလည်းကိုပြည့်ဖြိုးနိုင်ပါဘောเนาะဒါကျွန်တော်နဲ့ပထမအဆုံးကျွန်တော်ရိုက်ခဲ့ဘူးတဲ့ကျွန်တော်ဟိုပထမအဆုံးကျွန်တော်စကားရဲ့တဲ့အခါမှာဆုံးခဲ့ဘူးတဲ့ဒရိုက်တာပေါ့เนาะအဲခါကျတော့အရင်ရင်းနေတယ်တရားတရားပုံဝင်လေပေါ့เนาะသူလဲသူဘာလို့လဲပြောတယ်ဒါပြောင်းပြန်ဖြစ်သွားတာပေါ့ကျွန်တော်ကအစားတရားဆောင်အနေနဲ့အလုပ်လုပ်ခဲ့တာအခုကျတော့ဟိုမတူညီတဲ့ခန္ဓာတစ်ခုနဲ့အလုပ်လုပ်တော့ကျွန်တော်တို့လည်းအသက်ဆန်းလေးဖြစ်တာပေါ့เนาะအဲခါကျတော့ဟိုတရားတရားတိုင်းပင်ပြီးလုပ်တယ်သူလဲသူလိုအပ်တာကိုပြောပြရတယ်ကျွန်တော်လဲပေးနိုင်မပေးနိုင်ပြန်ပြောပြရတယ်အဲလိုမျိုးပေါ့เนาะဟို စိန်တော့ပြေခဲ့ပါတယ်။စကားတကားဖန်တီးမှုနောက်ွယ်ကဖြည့်ရတယ်ပြဿနာတွေဖြည့်ရှင်ရတာလေကျွန်တော်ဘာတစ်ခုမှမသိရဘူးဟိုကျွန်တော်လည်းအရင်တော့အဲ့လိုပဲ producer တွေ writer တွေကိုကျွန်တော်ကြည်ကြခဲ့တယ်ပေါ့နော်ဒါအခုအချိန်မှာဟိုကိုကရှိတကားအထွေကြုံရှိတယ်ပေါ့နော်ကိုကိုယ်တိုင် producer လုပ်တဲ့အခါကျတော့ပြန်ပြီးတော့ကြည်ကြခံရတာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဟိုပြီးတော့ကျွန်တော်တေးဥဆောင်တွေကအရင်တော့ကျွန်တော်နားမလည်ဘူးဟိုကျွန်တော်တေးဥဆောင်မဲ့အပိုင်းလေးကိုပဲကျွန်တော်ဇာညုံလေးဖတ်လိုက်တယ်ဖတ်ပြီးတော့ကျွန်တော်တော့တေးဥဆောင်လိုက်တယ်ဒါလေးပဲပေါ့နော် ဒါပေမဲ့ဒီပိုင်းကကြတော့မတူတော့ဘူးကျွန်တော်တို့ကစကားတကားဇလန်းဆိုတာဖြစ်မလာခင်ကကျွန်တော်တို့ကဇလန်းကိုရှာရတယ်ဇလန်းဖြစ်လာပြီဆိုစံညွန်းဘက်သွားရတယ်ပြီးတော့မှတစ်ခုပြီးတစ်ခုလိုက်ချိန်ပြီးလောရတာပေါ့နော်ဒါအဆင့်တွေကပုံများသွားတယ်ပြီးတော့ကျွန်တော်တို့တော့ပို့ပြီးတော့ဟိုအတွေ့အကြုံအများကြီးရတာပေါ့နော်တရုတ်ဆောင်လောက်ပြီဆိုရင်ကျွန်တော်တို့ကဟိုရှူတင်စားရက်ပေါ့နော်စားရက်ထားလိုက်တော့ဒီတရက်နေ့စားမယ်လာရိုက်လိုက်ပြီပြီးရင်နောက်လလာကုန်လောက်ပြီးပြီထားထားပြီးသွားပြီကျွန်တော်တို့ကပြီးသွားပြီငိမ့်သွားပြီဒါပေမဲ့အခု ကင်ကင်ထားတဲ့အပိုင်းကြောင့်အဲ့လိုမဟုတ်ဘူးဇလန်းကမဖြစ်ခင်ကတည်းကကျွန်တော်ဖြစ်အောင်လုပ်ရတယ်ပြီးရင်လည်းရိုက်မယ်ရိုက်တယ်သူများရင်လည်းသူတို့ရိုက်တယ်တေယုဆောင်ရင်လည်းသူတို့ရိုက်တယ်ပြီးရင်တေယုဆောင်ရင်နားဝါပြီကျွန်တော်တို့ကမပြီးသေးဘူး post တွေကြံသေးရယ်ကင်ရသေးရယ် edit တွေလုပ်ရသေးရယ်ဇတိုက်ပေါ့နော်စကားမထွက်လာမချင်းကိုကျွန်တော်တို့လုပ်အောင်မပြီးဘူးထွက်လာပြီးပြီဟာဆိုရင်လည်းမပြီးသေးဘူးလို့ကစကားပြန်ပြီးတော့မှပဲပြီးသွားတာနောက်ဆုံးလွင်ပြီးတဲ့အခါကျမှပဲအဲ့လိုပေါ့စိတ်မောကူမောပေါ့နော်အတွေ့အကြုံတော့ရပါတယ် ကျွန်တော်ရဲ့အဓိကဟိုဝါသနာအလုတ်ကတော့ဒါတရုပ်ဆောင်ပေါ့နော်ဒါပြီးတော့ဒါပေမဲ့ကျွန်တော်ကဟိုအမှုပညာကိုချက်တယ်ချက်တဲ့ခါကျတော့ဟိုဘယ်နေရာပဲပါရပါရဥမာတရုပ်ဆောင်လေဖြစ်တော့လကောင်ပရိုဇာပဲလုတ်လုတ်ဒါဘာဖြစ်ကိုကအမှုပညာလုပ်နေရပဲလीသူများရင်လည်းအတူတူပဲအမှုပညာကိုစိတ်ခံစားပြီးထည့်နေရပဲလုပ်နေရပဲအဲ့ဒီခါကျတော့တိတ်တော့မကွာချပါဘူးဟုတ်ကဲ့ကျွန်တော်တို့ကဒါ အခုခင်မှာအလုပ်တစ်ခုတည်းရက်တည်လို့တော့အဆင်မပြေဘူး။မပြေရတဲ့အခါကျတော့ကျွန်တော်တို့တွေကတခြားအပြင်စီးပွားရေးလည်းရှိရကျွန်တော်မှာအဲ့လိုပဲစီးပွားရေးလည်းလုပ်ရမယ်တရုတ်ဆောင်လည်းလုပ်ရအောင်ကိုယ်ဝါသနာပါတဲ့ဟာလည်းကိုယ်လုပ်ရမယ်။ဒါပေမဲ့ကိုယ်ဝါသနာပါတဲ့အရာကိုလုပ်နိုင်ဖို့အတွက်ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲစီးပွားရေးလူမှုရေးအကုန်အဆက်အစအရာအဆင်ပြေနေဖို့လိုတယ်ကျွန်တော်တို့ကအဲ့ဒီအခါကျတော့ကျွန်တော်တို့က ီကိုဝန္ဒနာပိုင်အရာကိုမလုပ်ခင်မှာကျွန်တော်တို့ကတခြားစီဝိုင်းနဲ့အဆင်ပြေအောင်လုပ်ထားရတာပေါ့နော်အဲ့လိုမျိုးတွေကြားကန်ခံထားတဲ့အရာလေးရှိရပေါ့ဟုတ်ကဲ့ကျွန်တော် Canal Plus မှာပဲပေါ့နော်ကျွန်တော်6လပိုင်းကြာရင်ကျွန်တော်တရုပ်ဆောင်ထားတဲ့ဒါမြဆိုတဲ့ series လေးလွှင့်ပါမယ်ကျွန်တော်တို့ဟိုအက္ကမှာလည်းကျွန်တော်ဟိုတခါမှမလုပ်ဘူးတဲ့ character မျိုးပဲထပ်ပြီးတော့ပါပါပါလုပ်ထားတယ်အာဟိုထပ်ပြီးတော့လည်းစကားအစ်စ်လေးထထွက်လာဖို့ရှိရဒီနေ့ထဲမှာပဲပေါ့နော် အခါကျရင်လည်းအားပေးကြပါအောင်လော်တော့စေတော့ကျွန်တော်ငြိမ်နေတယ်ဆိုတာအလုံးများနေလို့ပါ တကယ်တော့ကျွန်တော်ဇလန်တွဲပဲအရေးများနေတဲ့အခါကျတော့ဇလန်တွဲပဲအဲ့လိုဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကားကြီးရိုက်ဖို့လည်းလှုပ်ထားလေးရှိတယ်စီစဉ်ထားလေးရှိတယ်ပေါ့နော်အဲ့ဒါလည်းလည်းအကြခင်မှာလာတော့မယ်ပေါ့ကျွန်တော်ရိုက်တော့မယ်ပေါ့လာထွက်တော့မထွက်သေးပါဘူးရိုက်တော့မှာပေါ့နော်အဲ့ဒီအဆင်ပဲရှိပါသေးတယ်ဟုတ်ဟုတ်ကဲ့ပါကျွန်တော်စစ်မထပ်ပါအခုဒါကျွန်တော်ခန္ဓာ plus ကဟိုရိုက်ကူးမဲ့ ဒီအရှုံးမဲ့ NI ပေါ့နော်ဘုံတူဘီ1ကရိုက်มาဖြစ်ပါတယ်ကျွန်တော် producer လုပ်ထားပါတယ်အားပေးကြပါအောင် ပြီးတော့ကျွန်တော်ကိုယ်တိုင်တေးဥဆောင်ထားတဲ့ဇလန်းတွဲလေးတွေတူထပ်ထွက်ဖို့ရှိပါတယ်ဒီနှစ်ထဲမှာပဲထပ်ထွက်လာအောင်ပါအခါကျရင်လည်းအားပေးကြပါအောင်အခုငြိမ်နေရဆိုတာကျွန်တော်ဟိုနည်းနည်းလေးတခြားအလုပ်လေးအိုင်ုံစိုက်ပြီးလုပ်နေရမှုတို့ငြိမ်နေနေတာပါဟိုအရင်ငြိမ်သွားတာမဟုတ်ပါဘူးလို့ဟုတ်